အေးသာယာမျိုးကမာလာရှိရိုအလဲရောက်နေရဒီမာလာကို ဖားကျင်လုံးလို့တောင်ကြီးကနေတကူးတကဖင်းပြီးရောဖားရတဲ့ဖိုင်ပေါ့နော်ဖိုင်နံပါတ်နဲ့လိုက်အောင် မာလာအရန်ပိုင်တယ်မာလာအမျိုးမျိုးနဲ့အကင်တွေတော်တော်ကိုကောင်းတဲ့ဖိုင်လို့ပြောရမယ်မိသွေးမြင်းမြင်းနဲ့ကင်နဲ့အကင်တွေက တောင်ပိုင်းစတိုင်ဘက်ကို ပို့သွားတယ်အမ်မာလာနဲ့နေပြီးတော့ဘိန်းဖီလေးတွေနဲ့ပြီးတော့မာလာမုံလေးဖြူထားတဲ့အကင်မျိုးပေါ့နော် ဖိုင်ရဲ့အချင်းကိုလည်းတတ်မှတ်ပေးလိုက်ပြီဝကောက်ပွားကြော်လေးလဲဖားလို့ကောင်းတယ်ပို့ပြီးတော့လိုက်ဖက်တာကသူ့ရဲ့ဖက်ထားတဲ့ဘိတ်ချင်ပေါ့နော်ဘိတ်ချင်လေးကအဲဝကောက်ပွားလေးနဲ့တော်တော်လိုက်တယ်တောင်ကြီးကနေအေးတာရာဒီတကူးတကဖင်ဖာရဲ့အကြောင်းတရားကတော့ဒီမာလာကယူကြောင်ပါ ဒီတသောင်းကွဲလံမာလာခယူကပါလာလဲများသလိုမာလာအရသာလဲတော်တော်ကိုပေါ်ပေါ်လွန်လွန်နဲ့ဖောက်လို့ကောင်းတယ်တခုတတိထားရမှာကမာလာအရသာကိုအရင်နဲ့နည်းနည်းဖတ်တဲ့အတွက်ကြောင့်မလို့ဒီခယူဖောက်တဲ့ချိန်မှာတိတက်ပါတယ်ခယူဖားရင်လူပြူဖားတာပျောက်တယ်ဆိုလို့ရှေ့ဖားနေပါတယ်တကယ်တော့မဟုတ်ပါဘူးဖားချင်လို့ကိုဖားနေရပါမာလာဖိုင်ကမာလာဘလောက်ကောင်းလဲဆိုတော့ဒီခယူးမာလာရဲ့မာလာအရည်လေးကိုကတောက်လို့ကောင်းနေတာ ဖိုင်ဖွင့်ခြင်းလေးကတော့နေ့လယ်ဖက်တနာရရင်ည9:00နာရီတိဖွင့်ပါတယ်။ဖိုင်နေရာလေးကဒီအတွင်းနဲ့မှာရောအပြင်မှာရောကြဲကြဲဝန်းဝန်းထိုင်လို့ရတယ်လင်းလင်းချစ်ချစ်နဲ့ပေါ့နော်။လန်းကွက်ကွက်ချင်းမှာဖိုင်မုံနဲ့ဒီပိတ်ထားတာလေးတွေ့တယ်ဆိုအရှိနေနဲ့လာခဲ့တော့သူ့ရဲ့ဘေးကရက်မှာဖွင့်ပါတယ်။ဖိုင်လေးဖာလေးကတော့အေးတာယာဂိတ်ကိုမရောက်ခင်မှာ MPD ရုံးရှိပါတယ်။ MPD ရုံးရင်မင်းနဲ့ချင်းပိုင်လမ်းကြားတဲ့ဝင်ခဲ့ရမှာပါ။ဒါကတော့ဖိုင်ဘက်ကမြင်နေရတဲ့မြင်ကွင်းမှာ